ရုရှားနိုင်ငံမှာထူးထူးခြားခြားသမောပူတင်ကိုစန့်ကျင်ဆန္ဒပြပွဲတွေဖြစ်နေပါတယ်။ရုရှားစစ်ရဲကတော့အဲ့ဒီလိုစန့်ကျင်ဆန္ဒပြမှုတွေကိုလုံးဝသိခံနေဖို့မနေမှာမဟုတ်ပဲအပြင်းထန်ကန့်တွယ်မယ်လို့ဆိုပါတယ်။ရုရှားလူငယ်ရာနဲ့ချီဟာအစိုးရကပြည်ပအေဂျင့်ဖြစ်တစိုက်ကထားတဲ့ရုရှား rapper တဦးဖြစ်တဲ့ Nice MC ရဲ့စစ်စန့်ကျင်သတင်းကိုသိဆိုရင်ပူတင်ကိုဆန္ဒပြတဲ့ရုပ်သံဗီဒီယိုဖိုင်ထွက်လာပါတယ်။ ဗီဒီယိုထဲမှာစင်ပီတာစပတ်မျိုးညာပိုင်းဆန္ဒပြပွဲတစ်ခုနဲ့ဆန္ဒပြလူအုပ်က corporate swan lake အမည်ရှိတခြင်းကိုတည်ဆုံနေတာ တွေ့ရပါတယ်။ဒီတခြင်းဟာ Ukraine ကိုကျူးကျော်မှုပေါ့အများတကာရှင်းငုံနှုတ်ဆက်နေခြင်းကိုရှုတ်ချပြီးဆိုရဝါဒဖြန့်မှုကိုဝေဖန်ခြင်းသာဖြစ်တယ်ဆိုပြီးပူတင်လိုလားတဲ့မျိုးသားရေးသမားတွေကကြကြပြက်ပြက်ဖြစ်တည်နေပါတယ်။အဲ့လိုတပြောတပြားဝိုင်းဖက်တည်ဆုံမှုကိုလမ်းသွားလမ်းလမ်းတွေအား တင်ဆက်ဖျော်ဖြေသူဖြစ်တဲ့ဒီယာနာနာကို လော်ဂျီနိုဘာကဥဆောင်ခဲ့ပြီးသူဟာနောက်ပိုင်းမှာရဲတွေရဲ့အဖန်ချင်းခံရပါတယ်သူအနေနဲ့ဆွဆွဲချက်တွေနဲ့ရေးဆိုင်နေရမလားရှင်းရှင်းလင်းလင်းမသိရပါဘူးလောလောဆယ်ဘာဖြစ်နေမှလည်းမသိရပါဘူးဒီဗီဒီယိုဖိုင်ဟာပြောရမယ်ဆိုရင်တော့တော်တော်လေးကိုပြက်နှက်သွားပါလိမ့်ဒါအပြင်ယူကရိန်းနဲ့ရုရှားရဲ့လုံးလုံးလည်းထူးထူးနောက်ပိုင်းရုရှားအာဏာပိုင်တွေဟာစစ်ဆင်ခြင်းဆန္ဒပြမှုတွေကိုတရားမဝင်ကြောင်းကြေညာပြီး အစိုးရနဲ့အမြင်တဘောကွက်လွတ်တဲ့ထုတ်ဖော်သံကိုစင်စာပြုလုပ်ပြီးတော့ရဲတင်းထုတ်ဖော်ပြောဆိုသူတွေကိုပြစ်ဒဏ်မျိုးပေးလာတာဖြစ်ပါတယ်။ပူတင်ကိုဝေဖန်သူတွေဟာကြီးမားတဲ့ပေးဆက်မှုတွေဖြစ်နေရပါတယ်။တိုက်ခိုက်ကောင်းဆောင်နာဗာညီဟာအစိတ်ခတ်သက်ခြင်းနဲ့ကြုံခဲ့ရပါတယ်။ဂျာနယ်ရင်အန်နာပိုလီကော့ပ်နဲ့နိုင်ငံရေးသမားဗော်ရစ်နမ်ဒီဇာတို့ကလည်းလှုပ်ကြံခံရပါတယ်။ ဒီလိုနောက်ခံဖြစ်ရတဲ့ကြောက်မဖွယ်ဖြစ်ရတဲ့ရှိတဲ့ဂျာမန် rapper noise mc ရဲ့ခီတာကိုအများပြည်သူအတူဝိုင်းဖွဲ့တည်ဆုံမှုကပူတင်အစိုးရကိုအာခံဖြစ်စံတဲ့ကြီးမားတဲ့လှုပ်ဆောင်ချက်ဖြစ်ထင်ရနေပြီဒါဟာဖန်ဆီးချင်းကြောက်မှုလို့ဖြစ်နိုင်တဲ့ဘေးအနေရှိနေပါတယ်အသက်40ရွယ်ရှိ rapper noise mc အမည်ရင်း ivan alazi ဟာရုရှားမှာလူသိများတဲ့ဂီတပညာရှင်ရဲ့အနက်တိုးဖြစ်ပါတယ်သူဟာရုရှားစုရကိုထက်တလဲလဲအရင်ကတည်းကထောက်ပြဝေဖန်လာတာပါ ူဟာအနာပိုင်တို့ရဲ့ကျင်းပြတ်ချဆမှုတွေရဲတပ်ဖွဲ့ရဲ့အလွဲသွန်းဆောင်လုပ်မှုတွေယူကရိန်းစစ်ပွဲအပေါ်ဝေဖန်မှုတွေရှုတ်ချပါတယ်။နိုင်ငံရေးလက်မှတ်လဲ blacklist ဆင်းသွင်းခံပြီးနောက်နိုင်ငံကနေထွက်ပြေးခဲ့ပြီးလက်ရှိလူသူတွေနေရာမှာခိုးလုံနေထိုင်နေတဲ့သူလို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ယူကရိန်းအတွက်တူမဟော့ဒုံးတွေထောက်ပံ့မှုကိစ္စကိုသမ္မတ Trump ကလောလောဆယ်ညှင်းဆိုထားပြီးတော့ပူတင်နဲ့ဆွေးနွေးပွဲကိုပဲအာရုံစိုက်မယ်လို့ဆိုပါတယ်။ ယူကရိန်းနဲ့အမေရိကန်ဟာစစ်တပ်နဲ့တွေထပ်ပံပတ်မွေးကိစ္စမရေမယာဖြစ်နေစေလို့လေးလာသူတွေကသုံးသပ်ပါတယ်။ထရန့်ဟာအော်တိုဝါ၁၉ရက်နေ့အင်မီနိုမာဇလန်စကီနဲ့တွေ့ခင်ပူတင်နဲ့ဖုံးပြောပါတယ်။သူတို့နှစ်ယောက်စနစ်မှုဟာအများကြီးအပြုတ်သဘောဆန်ခဲ့ပြီးမကြခင်ဟန်ဂရီမှာထရန့်နဲ့ပူတင်တို့လူချင်းတွေ့ဆုံမယ်လို့သိရပါတယ်။ဒီဖုံးဆက်စနစ်မှုဟာဇလန်စကီရဲ့ဝါရှင်တန်မြို့တော်ခေးစဉ်ပေါ်အများကြီးတက်ရောက်မှုရှိလာပါတယ်။ဇလန်စကီကအမေရိကန်ရဲ့အစွမ်းထက်တွန်မဟော့ခရစ်စတွန်ဂျီပါဝါစလန်နဲ့တွေထောက်ပံ့တိုးမြှင့်ရရှိနိုင်ဖို့ထရန့်ကိုတောင်းဆိုပါတယ်။ ပူတင်ကိုစစ်ရဆိုင်စီဘိုစတက်ဆောင်နိုင်မယ်ထင်သလားလို့ဇလန်စကီလမ်တွေ့ခင်တဲ့နောက်တွေကမီးယာမှာထန်ကကောင်းညင်ခဲ့ပြီးကိစ္စတွေကအခြေအနေတော်လေးကောင်းလာတယ်ဆိုပါတယ်ဇလန်စကီကတော့ပြစ်ခတ်ရစေးကိစ္စအတွက်အားထုတ်မှုတိုင်းကခက်ခဲလွန်းနေလို့ဆိုပါတယ်ယူကရိန်းကဒါကိုလိုလားပေမဲ့ပူတင်ကတော့လိုရှိမှာမဟုတ်ဘူးဆိုပါတယ်ထရန်စလန်စကီလိုတွေ့ဆုံမှုအမေရိကန်ဒူးသမား JD Vance နိုင်ငံခြားရေးဝန်ကြီးမှာကော်ရီယိုကောက်ဝဲဝန်ကြီးပီဟာဆက်အမေရိကန်ဆွေရခန်းထားတဲ့ထိုးကုတ်တဲ့စတီဝစ်ကော့တို့တက်ပါတယ်ဇလန်စကီကတော့အမေရိကန်စကတ်တွန်းမှာဟော့တွေကိုမျှော်လင့်မိကြောင်းတိုက်ရိုက်ပဲပြောပါတယ် ယူကရိန်းမှာတူမာဟော့တွေမရှိကြအောင်အဲ့ဒီဆက်လက်နဲ့ကိုယူကရိန်းကလိုချင်ကြောင်းဇလန်စကီကပြောပါတယ်တူမာဟော့တွေကြောင်းလည်းစကားပြောမှာဖြစ်ကြောင်းဒါပေမဲ့အမေရိကန်ဟာအဲ့ဒီလက်နက်တွေ300ရာမလို့တဲ့ဖြည့်ရှင်းမှုမျိုးကိုပို့လို့အကြောင်း Trump ကဆိုပါတယ်လောလောဆယ်မှာတော့အဲ့ဒီဒုံကြီးတွေပေးလို့မရသေးဘူးဆိုပါတယ်ထရမ့်တိုင်းကအမေရိကန်သမားဂျိုဘန်နေကရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းမဟာမိတ်ဖြစ်ရတည်ခဲ့ပေမဲ့ထရမ့်ကတော့သူ့ကိုယ်သူဂျာဝိတ်ညှိနှိုင်းသူဖြစ်ပုံပေါ်နေပါတယ် တမဇလန်စီရောပူတင်မှာစစ်ပွဲကိုရက်ချင်ကြတယ်လို့သူထင်ကြောင်းအခုလောဆယ်သူတို့နှစ်ယောက်လုံးတိတိဆိုင်ဆိုင်စကားပြောတာမျိုးနည်းနည်းတွန်းအားပေးဖို့လို့ကြောင်းထရန့်ကဆိုပါတယ်ထရန့်နဲ့ပူတင်တို့ဟန်ဂေရီမြို့တော်ဘူဒါပတ်မှာတွေ့ဆုံမယ်ဆိုတာကိုရုရှားနဲ့ဟန်ဂေရီဆိုရတွေကလည်းအတည်ပြုထားမယ်ရက်အတိကျတော့မကျင်ညာပါဘူးထရန့်ကတော့နှစ်ပတ်အတွင်းတွေ့ချင်တယ်ဆိုပါတယ်ရုရှားဘက်ကတော့တောင်းဆိုထားတယ်ဆိုပါလေဇလန်စကီကတကြိမ်တုန်းကအင်ဖီတော်မှာထရန့်ဗန်စ်လို့နဲ့လူသိရှင်ကြားစကားများခဲ့ပါလေနောက်ပိုင်းမှာတော့နှစ်ဖက်ကြားပြန်လည်ပြည်လည်မှုရရှိခဲ့ပါလေ အဲ့တော့ကထရန်နဲ့နေတဲ့တရင်တော့ကဇီလန်စကီးနေတဲ့အင်ဖီဒိုနီယာကိုဘာကြောင့်အနောက်တိုင်းကိုဆဝင်မလာလဲလို့မေးဘူးပါလေဇီလန်စကီးကတကယ်ကိုစတန်ကြကြအောင်သူပြောကြပါကြအောင်ထရန်ကတရင်တော့တွေကိုပြောသွားတယ်ဆိုပါတယ်ဇီလန်စကီးကထရန်နေတဲ့ဂါဇာကမ်းမြောက်မှာအစ်စရယ်နဲ့ဟာမတ်စ်ပျောက်ကြားတဲ့ကြားပြစ်ခတ်ရဆဲရေးသဘောတူညီမှုရအောင်ဂျာဝိညှိနှိုင်းပေးနိုင်မှုတော့လေးနဲ့ချီကျူးသွားတယ်လို့သိရပါတယ်နောက်တရင်တမုတ်ပြောခြင်းပါလေ ဆန္ဒပြမှုတွေပြင်းထန်ဖြစ်ပေါ်နေတဲ့ပေရူနိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာဖို့စီစဉ်ထားတယ်လို့သိရပါတယ်။လောက်ခလာဇာယွန်နဲ့ချင်းအကျင့်ပြချစားခြင်းနဲ့စနစ်တကျစီစဉ်နေတဲ့ရန်စမှုတွေကြောင့်လူငယ်တွေကဥဆောင်တဲ့ဆန္ဒပြမှုဟာတော်တော်လေးကြာမြင့်နေတဲ့အခြေအနေမှာရှိပါတယ်။လီမာမြို့တော်မှာဆန္ဒပြမှုဟာအကြမ်းဖက်မှုတွေပြောင်းလဲခဲ့ပြီးနောက်အော်တိုဘာ19ရက်နေ့မှာလူတို့ပြစ်ခတ်ခံရမှုကြောင့်တိတ်ဆုံးခဲ့ပြီးဒုတိယကျောင်းရဲ့အရာရှိ80ခန်းတန်ရရပါတယ်။တမနာဟောင်းဒိုင်နာပူလာတိလက်ထက် ရာဇမှုထုပြောခဲ့ပြီးအပိလိုက်ဆောင်မှုမြင့်တက်လာတယ်လို့ဝေဖန်သူတွေကပြောပါတယ်။ဒါကြောင့်လွတ်တော်အမေရိကဘိုလူတေးကိုလွတ်တော်မှာဆွဆွဲပစ်တင်ပြီးယာရုကဖယ်ရှားခဲ့ပါတယ်။အိမ်နောက်ပေရှုမှာဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲနဲ့ပြည်သူပြည်သူထောင်နဲ့ချီပူးပေါင်းပါပါတယ်။ဘိုလာလေးနေရာမှာစားထုတ်တောင်းဝန်ထမ်းဆောင်တဲ့တမနာဂျိုးဂျာရီကိုယာရုကနဲ့နှုတ်ခွက်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုတာပါတယ်။ဂျိုးဂျာရီကသူဟာယာရုကနှုတ်ထွက်မှာမဟုတ်ကြောင်းသတင်းတော့တွေကိုပြောပါတယ်။ကျွန်တော်တောင်ငါတိုင်းပြည်ငြိမ်းချမ်းရေးကိုပြန်လည်ဖော်ဆောင်သွားမှာပါ ဒါကျွန်တော်တောင်းတဲ့ဂရိကောပါလို့ဆိုပါတယ်။ဘိုဂျာတွေကအများပြည်သူဘေကင်းလုံခြုံရေးပြဿနာတွေအတွက်ဥပဒေတရားဖော်ဆောင်ဖို့လွှတ်တော်ကိုတောင်းဆိုသွားမယ်လို့ဆိုပါတယ်။နောက်တဲ့ဒီမို့ပြောချင်ပါတယ်။ကမ္ဘောဒီးယားနဲ့နိဇမ်မာတည်ဆောင်မဲ့လုံခြုံရေးဒီဇိုင်းကိုထိုင်းစစ်တပ်ကထုတ်ပြပါတယ်။အရှိတော်အရှာနိုင်မြင့်တဲ့နိုင်ငံသားမှဇူလိုင်ကုန်ပိုင်းကလူဒေတာစနဲ့ချီတည်ဆောင်ခဲ့ရတဲ့စစ်ပွဲဖြစ်ခဲ့ပြီးနောက်ထိုင်းကနိဇမ်မာ CEO ကရန်တည်ဆောင်မဲ့စီမံကိန်းကိုရေးဆွဲခဲ့တာဖြစ်ပါတယ်။ထိုင်းစစ်တပ်ယူဆိုရာစစ်တပ်ကြီးကဘိုတိုဂျီဖာနာ ကလော့ပလော့တက်ကတော်ဝင်မြို့သူမြို့မီချူလာဟွန်စင်ကိုတင်ပြခဲ့တယ်ဆိုပါလေ။ထိုင်းစစ်တပ်ကတိဆောက်ဖို့ရည်ရွယ်ထားတဲ့ CEO ဟာ3.5မီတာမြင့်ပြီးအောက်ပိုင်းကတော့ concrete drive ပါ။အဲ့ဒီပေါ်ကလည်းတမိ CEO ကာယံပြီးအမြင့်ဆုံးမှာတန်ဆွကျုပ်ွေတက်မှာဖြစ်ပါလေ။ရည်ရွယ်ချက်ရှိချူဖောက်ပြင်စီတဲ့လုပ်ရပ်ကိုခံနိုင်ရှိအောင်လဲ CEO ကိုတင်ကြဒီဇိုင်းဆွဲထားတယ်ဆိုပါလေ။တွေ့တက်တာတွေအောက်ခြေကနေလှိုင်းရောလို့ဝင်တာတွေလုံးဝလုံးလို့မရအောင်စီမံထားပါလေ။ ဒီနိုင်ကိုဘလောက်ရှိအောင်တိဆောက်မှာလဲပြီးတော့ကွန်ကြက်စိတ်ကဘလောက်ရှိလဲဒါကတော့အတင်းကြမဟုတ်ပြပါဘူးဒါပေမဲ့ CO ကြီးစက်တဲ့1ကီလိုမီတာကိုဘတ်9.36တန်းကုန်နိုင်ပြီး CO တစ်ချောင်းကျော်တက်ဖွဲ့တွေကင်းလဲနိုင်မယ်မီတာလမ်းပါဖောက်မယ်ဆိုရင်1ကီလိုမီတာအတွက်ဘတ်8.6တန်းလောက်ကျနိုင်တယ်လို့တချို့မီဒီယာတွေကဖော်ပြပါလိမ့်ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနေစက်698ကီလိုမီတာရှိပါတယ်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုချက်လက်တွေမထောက်ပြန်သေးပေမဲ့မြင်းသမီးချူလာဟွန်ကြီးမှုနေတဲ့ ရန်ပုံတွေကကွန်ကြက်စိတ်ကိစ္စမှာအရေးကြီးတဲ့ခံကဏ္ဍကပေါင်းလှပါရှိပါတယ်။ဒီတရန်တီဆောင်မှုပထမဆင်ဟာနယ်ကြားမှတ်တိုင်အမှတ်52နဲ့59ကြားက8.4ကီလိုမီတာအရှိန်မှာစပြုပါမယ်။နယ်စပ်တရန်တီဆောင်ကိစ္စကိုထိုင်းစစ်တပ်ကဆိုပြီးတဲ့နောက်မြို့တော်လုံးကျွန်းကောင်စီကထောက်ခံတီးပြုတ်ပေးခဲ့တာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Illumus ရဲ့ Cyber Truck ကားတွေဟာပြဿနာအမျိုးမျိုးတက်နေပြီးလောက်ခွင့်မရလို့လူသေဆုံးတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်းကပဲ cyber truck ကောင်းမြတ်လာမှုဖြစ်ခဲ့ပြီးတကားဖွင့်မရတော့တဲ့အတွက်ကားအတွင်းမှာပါတဲ့စစ်တပ်သက်သုံးမိလောက်တည်ဆုံးခဲ့ပါတယ်။အဲဒီနောက်ပိုင်းကစပြီး cyber truck နဲ့ပတ်သက်တဲ့မကောင်းသတင်းတွေတော်တော်များလာပါတယ်။ဒါကြောင့် Elon Musk ရဲ့ share တွေဟာထိုးကျသွားပါတယ်။ Tesla ရဲ့ခေတ်ရှိပြည်ဒီဇိုင်းနဲ့လူပြောများခဲ့တဲ့ cyber truck တွေဟာမျှော်လင့်ထားသလိုရောင်းဝယ်မကောင်းဘဲအခက်အခဲနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း company ရဲ့ CEO Elomus တယောက်သူ့ရဲ့နာမည်ကြီး Cyber Threat တွေကိုကိုယ်ပိုင် company တွေဖြစ်တဲ့ Space A နဲ့ HCNC ပြန်လည်ရောင်းချတဲ့နိလန်းကိုတောင်းနေပါတယ်ဒီကရတဲ့နေဘက်ကမှာ cyber threat အဖြစ်တင်လာတဲ့ကုဒင်ငါကြီးတွေ AI ရုံရှိတန်းစီရောက်လာပါတယ်။နောက်ယာချီတဲ့ cyber threat တွေလည်း SpaceX company စီဦးတည်နေပြီးစုပေါင်းရေအတွက်ဟာထောင်ကြီးရှိလာနိုင်ပါတယ်။ Tesla ဟာ2025တတိယသောင်းလမှာ cyber threat စီးရင်9400နီးပါးပဲရောင်းချနိုင်ခဲ့ပါတယ်။ ဒါမစ်ကထက်ဆိုရင်63ရာခိုင်နှုန်းအထိကြောက်ခမလေးလေးကျဆင်းသွားတာဖြစ်ပါတယ်။တနစ်ကိုစီးရနှစ်သိန်းခွဲနှစ်သန်းခွဲလောက်ရောင်းမယ်လို့ Elon Musk ကကြေညာပေမဲ့2025တနစ်လုံးမှာမှအစီးရ16000ပဲရောင်းရပါသေးတယ်။2025ကလည်းကုန်မှု2လလောက်ပဲလိုပါတော့တယ်။ဒီလိုကိုယ်ကုန်မှုကိုပြန်ရတာက Tesla ရောင်းအစင်းကိုပိုကောင်းတဲ့အောင်ဖြစ်အောင်လုပ်တဲ့ဈေးကွက်လှည့်စားမှုတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်လာ9500တန်ဖိုးရှိတဲ့ EB ကဝယ်ယူမှုခွန်တက်တာဝင်ဟာစက်တင်ဘာ30မှာတနန်းကုန်သွားပြီဖြစ်ပါတယ်။ဒါကြောင့် Elon Musk အဲ့ဒီရပ်တိုင်းငယ်မှာစီးရီထောင်ချီများပြားကျွတ်တင်မှာယူပြီးအခုမှသူ့ကုမ္ပဏီတွေကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်။နောက်တော့ Elon Musk တယောက်ဟာကိုကောက်ကိုပြောင်းအောင်နေရတဲ့အချိန်တွေရောက်နေပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ iPhone ကနောက်ဆုံးထုတ်လုပ်တဲ့ iPhone 70 Pro တွေမှာရောင်းလွှဲတဲ့ပြဿနာဖြစ်နေပါတယ်။ iPhone 7 Pro သစ်ဆက်ဆက်ဝယ်ထားပြီးလိမ်မော်ရောင် Cosmic Orange နဲ့ LAN နေသူတွေအတွက်တော့ဒါသတင်းထုတ်လို့ပြောလို့ရပါတယ်။ဈေးကြီးပေးဝယ်ထားတဲ့ဖုန်းတွေဟာဘာလို့အယောင်လွင့်အသွင်ပြောင်းနေရလဲ။ဒီဇလန်က Reddit မှာစတာပါ။ iPhone 7 Pro နဲ့7 Pro Max အသစ်ကန်ဆန်းထားသူတို့ကဘာဖုန်းကအထူးခြားအယောင်တွေပြောင်းကုန်နေသလဲပြောကြပါလိမ့်။ဖြစ်တာကလိမ်မော်ရောင်တစ်ခုတည်းမဟုတ်ပါဘူး။ Deep Blue အပြာရင်ကန်ထားတဲ့သူတွေလည်းထပ်ပြီးတော့သတင်းတွေထွက်လာပါလိမ့်။ ။ရောင်လွှဲနာကကင်မရာဘောင်နာကလည်းဆိုပြီးဒီဖြည်းဖြည်းဖုန်းကိုတဲ့ခုလုံးပြန့်နှံ့သွားတာပါ။လက်ကမှန်သားနေရလေးပဲခြံထားပြီးကျန်တာတွေကိုရောင်ပြောင်းသွားတာပါ။ဘာဖြစ်လို့လဲစုံစမ်းကြည့်တော့နေအောင်ကြီးကိုပြောကြပါလိမ့်။ဖုန်းကိုနေဘူးတဲ့ခဏလောက်ယူထားနေပြီးပြန်လာမှအယောင်လေးဆက်လွင်တာကိုသတိထားမိကြတဲ့ဆိုပါလိမ့်။ပြောရရင် iPhone 7 Pro ကနေဘူးမခံဘူးဖြစ်နေပါတယ်။ကောင်းဘက်ကကြည့်ရင်တော့ Rose Gold အရောင်ကိုအရင်ကြိုက်တဲ့သူတွေအတွက်တော့ Rose Gold အရောင်ရတယ်လို့လောင်းပြောလို့ရပါတယ်။ ဒီပြဿနာကဖုန်းမနှလုံးမှာဖြစ်နေလဲတော့ဘယ်သူမှအတိအကျမသိပါဘူး Apple ကတော့ဒီလိုရောင်းလို့ဆိုတဲ့ဖုန်းတွေကိုအစ်စ်ပြန်လဲပြမယ်လို့မျှော်လင့်ရပါတယ်ဝယ်ပြီးကမှအရောင်းပြောင်းသွားရင်တော့တော်တော်လေးကိုစိတ်တိခတ်ရမှာတော့အတိအကျပဲဖြစ်ပါတယ်